မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပုံမြို့အထက်မထောစခန်းသိမ်းတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်သား၉ဦးထက်မနည်းသေဆုံးပြီးတော့လက်နက်ခဲယံအများအပြားကိုသိမ်းပိုက်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ16ရက်နေ့ကတောင်ပိုင်းစစ်ဒေသစစ်ဒေသခွဲနှစ်နယ်မြေဖားပုံမြို့အထက်မထောရွာအနီးတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်မတော်နဲ့ KNL ပူးပေါင်းတပ်တို့ကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၅ဦးသေဆုံးသွားတယ်လို့သိရပါတယ်။နိုဗ ెంబ ာလ18ရက်နေ့မှာလည်းအဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းပူးပေါင်းတပ် ်ကထပ်မံတိုက်ခတ်ခဲ့ရာရှစ်ကြိမ်ရှိခဲ့ပြီးတော့စစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားတယ်လို့သိရပါတယ်။နိုဝင်ဘာလ16ရက်နေ့မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့ကစစ်ကောင်စီရဲ့စစ်ကြောင်းနဲ့အထိုင်ချရာနေရာများကိုတွဲရောက်ပြီးတော့တိုက်ခတ်ခဲ့ရာ၄ကြိမ်နိုဝင်ဘာလ20ရက်နေ့မှာ2ကြိမ်နိုဝင်ဘာလ21ရက်နေ့မှာ2ကြိမ်နိုဝင်ဘာလ22ရက်နေ့မှာဖပုံခရိုင်မထောရွာတပ်စခန်းကို ိမ့်ပိုက်ခဲ့ခြင်းအပါအဝင်၃ချိန်တိုက်ခတ်ခဲ့ပြီးတော့စစ်ကောင်စီရဲ့ထိခိုက်သေးဆုံးမှုအရေးအတွက်ကိုတော့အတီးပြုတ်နေစေဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူလေရင်ပစ်ကူများနဲ့အချိန်ရည်များစွာတိုက်ခတ်ခဲ့မှုကြောင့်တော်လိုင်းပူပေါင်းတပ်ဖွဲ့ကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။မထောအခြေစိုက်တပ်စခန်းမှာစကခ၈လက်အောက်ခံခမရ၄၀ခွန်ခမရ၄၀၈နဲ့ခမရ၄၄တပ်များစုပေါင်းထားတယ်လို့သိရပါတယ်။စခန်းတစ်ခုလုံးကိုအလုံးစုံသိမ့်ပိုက်ရရှိသွားကလက်နက်အများအများလဲသိမ်းစီရမိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကတေဆုံးထိခိုက်ဒဏ်ရာရရှိမှုနဲ့ ်လက်နက်သိမ်းဆီရရှိမှုအရေးအတွက်ကိုတော့ဆက်လက်ပြီးတော့သတင်းထုတ်ပြန်သွားမယ်လို့ KNU တပ်မဟာ9ကပြောဆိုထားပါတယ်တောင်ပိုင်းစစ်ဒေသဟာစစ်အာဏာရှင်စနစ်အပိတိုင်ခြုံငိမ့်သွားသည့်အထိအမြဲမပြတ်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့အတည်ပြုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းလက်ပန်းမြို့နယ်တာယာကုန်းရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဗ ెంబ ာလ22ရက်နေ့မနက်9:00နာရီခန့်မှာလက်ပတန်းမြို့နယ်မော်အင်းတိုင်နယ်တာယာကုန်းရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပ်တွေ့တိုက်ပွဲဟာ3:00နာရီကျော်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကရဲစစ်သားနဲ့ပြူစောထီခုနှစ်ဦးထက်မနည်းသေးဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များဘက်ကရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးများနဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။စစ်ခွေးတွေကထိပ်တွေ့တိုက်ပွဲမှာအထိနာနေတော့ရန်ကားပြီးတော့တောင်းကျမ်းနေတဲ့ တိုက်ပွဲမှာတော့စစ်ခွေးရဲခွေးနဲ့ပြူစောတီခုနှစ်ကောင်ထက်မနေသေးတယ်ထိခိုက်ဒဏ်ရာရတာလည်းအတော်များတယ်လို့တာယာဝတီ KN PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုတာယာဝတီ KN ဂလုံတပ်ဖွဲ့ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်ရင်း383ညနဲ့တက်ခွဲနဲ့တက်ခွဲ3နဲ့တိုက်ရင်း383ည3တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ထောက်ခံမှုအားကောင်းတဲ့မန္တလေးတိုင်းဝမ်းတွင်းမြို့နယ်မှာစစ်တပ်ကစစ်မှုထမ်းရန်အတွက်လယ်ဆိုင်နေတဲ့ဒူတွေအပါအဝင်လူငယ်အယောက်တရာခန့်ကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝမ်းတွင်းမြို့အပြင်မိထီလာ၊ကြောက်စဲ၊မလိုင်အစရှိတဲ့မြို့များမှာပါစစ်မှုထမ်းရန်အတွက်လူငယ်များဖမ်းဆီးခံနေရတယ်လို့သိရပါတယ်။အဲ့ဒီဒေသများဟာစစ်တပ်ထောက်ခံမှုအားကောင်းတဲ့ဒေသများဖြစ်ပြီးတော့အစောပိုင်းကာလများကစစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိသလောက်နှဲပါခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းစစ်တပ်ထောက်ခံမှုအားကောင်းတဲ့ဒေသများဖြစ်တော်လဲအာဏာရှင်ဆ န့်ကျင်တဲ့လူငယ်များအဖွဲ့အစည်းများလည်းအများပြားရှိနေပြီးတော့စစ်ကောင်စီကိုတော်လှန်နေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့ကဝန်တွင်းမြို့နယ်မှာ9ရက်တကြိမ်ပြုတ်လုတဲ့တဲတော်ဈေးကိုဈေးလာဝယ်တဲ့လူငယ်အယောက်100ခန့်ကိုစစ်တပ်ကဖမ်းဆီးသွားတယ်လို့ဒေသခံများကပြောပါတယ်တဲတော်ဈေးကိုလာတဲ့လူငယ်များကိုစစ်တပ်ကနေရာ9နေရာခွဲပြီးတော့ဖမ်းဆီးရမှာတနေရာကိုလူငယ်အယောက်20ခန့်ဖမ်းဆီးသွားကြောင်း Voice of Wandering အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်အကုန်လုံးပေါင်းရင်လူ100လောက်ရှိတယ်ကျွန်တော်တို့မြို့နယ်မှာက9ရက်တခါလုတ်တဲ့တဲတော်ဈေးကြီးရှိတယ်အဲ့ဒီဈေးနေဆိုရင်တမြို့နယ်လုံးကအဲ့ဒီတဲတော်ဈေးကြီးမှာဈေးလာဝယ်ကြတာအခုကအဲ့ဒီဈေးနေမှာတဲတော် Wandering အဝင်ပေါက်တွေကနေပြီးတော့ကြိုးစောင့်ပြီးလာသမျှလူငယ်တွေအကုန်လုံးနှီးပါးကိုဆွဲသွားတာ ဲ့ဒီနေ့ကတရက်ထဲဝန်ဝင်းအဝင်အထွက်ဂိတ်၅ခုလောက်မှာတကိတ်ကနေလူအယောက်20လောက်စီပါသွားတာလို့ Voice of Wonder အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။ဖမ်းဆီးခဲ့တဲ့သူများကိုမိထီလာမြို့မှာရှိတဲ့အမတ်၁၁၃ချင်းမြန်တရင်ကိုပို့ဆောင်ခဲ့ပြီးတော့ငွေပေးနိုင်တဲ့သူတချို့ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းပြန်လည်လွတ်မြောက်လာသူများဟာလည်းစစ်မှုထမ်းခေါ်ဆိုပါကလိုက်ပါပါမယ်ဆိုပြီးတော့လက်မှတ်ရေးထိုးခဲ့ရကြောင်းဒေသခံများကပြောဆိုထားပါတယ်။ဝမ်ရွေမြို့နယ်မှာရှိတဲ့တီးကုန်းရွာ၊ဖျားစုရွာ၊ဆက်ခင်းရွာ၊ဆယ်ရွာနဲ့ ကျွကန်ကြေးရွာတို့ကလူငယ်များလဲပါဝင်ကြောင်း Voice of One တွင်အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။လဲဆိုင်နေတဲ့သူတွေကိုပါဖမ်းသွားတာ တစ်ပလွေကံမှာအတော်ကိုစိုးနေတာလို့ဒေသခံတဦးကပြောပါတယ်။ဒါ့အပြင် မလိုင်မြို့နယ်မှာလည်းလူငယ်အယောက်30ခန်းဖမ်းဆီးခံလိုက်ရကြောင်းမလိုင်မြို့နယ်မှာရှိတဲ့ Guardians of Malai အဖွဲ့ကပြောပါတယ်။ကျွန်တော်တို့သိရတဲ့လောက်ကတော့မြို့ပေါ်မှာပေါ်တာဆွဲတာပါ။ညဘက်အိမ်တွေပေါ်အထီးကိုတက်ဆွဲတာတွေရှိတယ်လို့ညအုပ်ပိုင်းအပြင်ထွက်တဲ့လူငယ်တွေကိုလည်းပေါ်တာဆွဲနေပါတယ်လို့အဲ့ဒီအဖွဲ့ကပြောပါတယ်။မိထီလာနဲ့ကြောက်စဲမြို့နယ်များမှာဖမ်းဆီးခံရတဲ့လူငယ်အရေအတွက်တွေကိုတော့မသိရသေးပါဘူး။စစ်ကောင်စီဟာလွန်ခဲ့တဲ့14နှစ် 2010ပြည့်နှစ်နိုဝင်ဘာလ4ရက်နေ့ကပြဋ္ဌာန်းခဲ့တဲ့စစ်မှုမထမ်းမနေရဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပြန်လည်အသက်သွင်းခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့အာနာသိန်းအပီပေါ်ပေါက်လာတဲ့တော်လိုင်းရဲတပ်များရဲ့တိုက်ခိုက်မှုများကြောင့်စစ်သားအများပြားသေဆုံးနေရတဲ့အတွက်စစ်သားလိုအပ်ချက်အရစစ်မှုထမ်းရန်လူငယ်များကိုအတင်းအဓမ္မခေါ်ယူခဲ့ပြီးတဲ့နောက် ်အပတ်စဉ်တက်တင်တန်းကို2024ခုနှစ်ဧပြီလ10ရက်နေ့မှာစတင်ခဲ့တယ်လို့သိရပါဗျ။ယခုအခါမှာအကြမ်းဖက်စစ်ကောင်စီတပ်ဟာစစ်မှုထမ်းအပတ်စဉ်9ကိုစတင်ရန်ကြိုးပမ်းနေတော်လဲလူဦးရေမပြည့်မီသေးတဲ့အတွက်နိုဗမ်ဘာလဇန်ပိုင်းကပင်စကိုင်းနဲ့တရအူးမြို့နယ်မှာလဲလူငယ်အများအပြားကိုစစ်မှုထမ်းရန်ဖမ်းဆီးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတန်းမူးမြို့နယ်မှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပြည်သူ၅ဦးကိုအကြောင်းမဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ20ရက်နေ့မနက်10:30မိနစ်ခန့်မှာမူးမြို့နယ်အတွင်းမှာရှိတဲ့နတ်တန်ခွင်းရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီး18လုံးနဲ့ပစ်ခတ်ခဲ့ရာရင်လဲရွာ၊ရွာကြီးအင်းရွာ၊တောင်ဆူးရွာ၊တဲကုန်းရွာ၊အညောင်းဆူးရွာ ငနွားစင်ရွာနဲ့အနောက်ဝတ်တူးရွာတို့မှာကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့အနောက်ဝတ်တူးချင်းရွာကအသက်40နှစ်နဲ့အရွယ်မတ်မူနော်နဲ့အသက်50နှစ်အရွယ်မတ်တီရာဆန်းတို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲကွင်းချောင်းဝရွာမှာတပ်ဆွဲထားတဲ့အကြမ်းမဲ့စစ်တပ်ကဟာဝဇာလက်နက်ကြီးနှလုံးနဲ့ပြစ်ခတ်ခဲ့ရာဟော်ခိုဟိုချင်းရွာအတွင်းကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ချင်းရွာအတွင်းစစ်ဘေးတိမ်းရှောင်လာတဲ့အသက်28နှစ်အရွယ် နော်မှုဂေဝါနဲ့အသက်23နှစ်အရွယ်စောဆယ်ဘလူဝါတို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စောဆယ်ဘလူဝါရဲ့ဆိုင်ကယ်တစ်စီးအပြင်ဟော်ခုတ်ဝော်ကြီးရွာကစောမီတာဟင်းရဲ့နေအိမ်တို့လည်းပျက်စီးသွားတယ်လို့သိရပါဗျ။အဲ့ဒီနေ့မနက်7:40မိနစ်ခန့်မှာအကြမ်းဖက်ဆက်တက်က ရွာကြီးအင်းကြီးရွာကအသက်45နှစ်အရွယ်၊ဦးတီလာနဲ့နုကလော်ကြီးရွာကအသက်33နှစ်အရွယ်စောနိုင်တင်ထုတို့ကိုဖမ်းဆီးခဲ့ပြီးတော့ကြောက်ကြီးရဲစခန်းကိုပို့ဆောင်ကဖမ်းဆီးချုပ်နှောင်ထားတယ်လို့သိရပါတယ်။နိုဗ ెంబ ာလ22ရက်နေ့မနက်9:30မိနစ်ခန့်မှာအကြမ်းမဆက်တဲ့ရဲခမရ3ငါးတင်းနဲ့ခလာရ60တပ်ရင်းပူးပေါင်းအဖွဲ့ကလက်နက်ကြီးနဲ့နှလုံးပစ်ခတ်ခဲ့ရာတောင်စုကြီးရွာအတွင်းမှာတလုံးနဲ့စောဘော်ကုန်းကြီးရွာမှာတလုံးကြက်ရောက်ပောက်ခွဲခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကျွန်းလာမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကခြေရွာ၄ရွာကိုဇက်တိုက်မိရှုဖျက်ဆီးခဲ့ပြီးတော့လေရင် drone များနဲ့ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ခြေရွာ၈ရွာကျော်ကပြည်သူ၈000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ20ရက်နေ့မနက်အစောပိုင်းမှာကျွန်းလာမြို့ကနေကံပေါက်ရွာကို ကားများနဲ့ထွက်ခွာလာတဲ့အင်အား200ခန့်ပါတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောထီးများပူးပေါင်းထားတဲ့စစ်ကြောင်းဟာမနက်7:30မိနစ်ခန့်မှာကံပေါက်ရွာကနေစတင်ထွက်ခွာလာပြီးလမ်းတလျှောက်မှာရှိတဲ့ခြေရွာများကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုများဇက်တိုက်လုံဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာအဲ့ဒီနေ့မနက်7:30မိနစ်ခန့်မှာကိုကိုကုန်းရွာတိုက်နယ်ဆေးရုံကိုဝင်ရောက်စီးနင်းပြီးတော့တပ်ဆွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ကိုကိုကုန်းရွာထဲမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကမွန်လယ်တနအီကမှာကိုကိုကုန်းရွာမှာရှိတဲ့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့ပြီးတော့ ဒရုန်းနဲ့အနီးနားမှာရှိတဲ့ကျေးရွာများကိုဘုံသည်အလုံး60ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ကောင်စီတပ်သားများဟာလူစုခွဲပြီးတော့နိုဝင်ဘာလ22ရက်နေ့မွန်းလွဲတနားရီကန်းနဲ့ညနေ4:40မိနစ်ခန့်တို့မှာမတောင်ရွာညနေ4:00မှာလွတ်တိုက်ရွာတို့ကိုဇက်တိုက်စီးနှင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗါးနိုဝင်ဘာလ22ရက်နေ့မွန်းလွဲ3:30မိနစ်ခန့်မှာစွဲလဲရွာကိုထပ်မံပြီးတော့မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗါးအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကျေးရွာများကိုမီးရှို့ဖျက်ဆီးတဲ့အပြင် လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများကိုလည်းစက်တိုက်ပြုတ်လုခဲ့တယ်လို့သိရပါဗါး။နိုဗ ెంబ ာလ20ရက်နေ့ည9:35မိနစ်နဲ့38မိနစ်ခန့်တုန်းကဒရဦးကနေတက်လာတဲ့ Jet Fighter နဲ့လေတောင်းတိုက်ခိုက်မှုနှစ်ကြိမ်နိုဗ ెంబ ာလ21ရက်နေ့မွန်းလွဲ9:46မိနစ်ခန့်နဲ့90မိနစ်ခန့်တုန်းမှာဒရဦးကနေတက်လာတဲ့ Jet Fighter နဲ့လေတောင်းတိုက်ခိုက်မှုနှစ်ကြိမ်နိုဗ ెంబ ာလ22ရက်နေ့မွန်းလွဲ3:00ကျော်ကမှနမခကနေတက်လာတဲ့ MI-35 ရဟတ်ယာဉ်နဲ့တစ်ကြိမ်လေတောင်းတိုက်ခိုက်မှုများကိုပြုတ်လုခဲ့တယ်လို့သိရပါဗါး။စစ်ကြောင်းကကုတ်ကုတ်ကုန်းမှာအထိုင်နေပြီးတော့ ပတ်ပတ်လေကရွာတွေကို drone ပုံးသီးတွေနဲ့ဇက်တိုက်ချတာမျိုးတွေလုပ်နေတယ်။ဆွဲလဲရွာဘက်အထီကိုစစ်ကြောင်းကရှေ့တိုးပြီးတော့မိရှုပ်ဓာတွေလည်းလုပ်နေတယ်။ဖမ်းဆီးခဲ့တဲ့ပြည်သူတွေရှိမရှိတော့အတိမပြုတ်နိုင်သေးဘူး။ပြည်သူတွေတော်တော်များများကတော့စစ်ကြောင်းနဲ့ဝေးရကိုတော်တော်လေးကိုရှောင်နေကြရတယ်။ လေရင်နဲ့ဘုံကျဲတာတွေအပြင် drone တွေနဲ့ပါဇက်တိုက်ကျဲချလာတော့ပြည်သူတွေကဝေးရကိုတော်တော်လေးကိုရှောင်နေကြရတယ်လို့ကျွန်းလကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဟာဝဇာလက်နဲ့ကြီးများနဲ့ပါကြီးရွာများကိုပြစ်ခတ်နေပြီးတော့ကြီးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများအလုံးကိုလည်းကံပေါက်ရွာကိုခိုးယူတယ်ဆောင်သွားတယ်လို့သိရပါတယ်။တံပြာပင်အုပ်စုဖုန်ကြီးကြောင်းကိုလည်းစစ်ကောင်စီက drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ဖုန်ကြီးကြောင်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာကျွန်းလမြို့နယ်အတွင်းမှာရှိတဲ့တာကုန်းရွာ ကုတ်ကိုကုန်းရွာတံမြာပင်စုရွာမြဘုံသားရွာလွတ်တိုက်ရွာမတောင်ရွာဆွဲလဲရွာနဲ့ကံဘလူမျိုးနဲ့အတွင်းမှာရှိတဲ့လက်ခုတ်ပင်ရွာအပါဝင်ကျင်းရွာရှစ်ရွာကျော်ကပြည်သူအယောက်၈၀၀၀ကျော်ဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာနဲ့အနှွေးတွေဆောင်များအရေးပေါ်လိုအပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you